ဒီမွေးနေ့မှာဖယားတော့ကြောက်တပါဒီမွေးနေ့မှာလာဆောင်မဲမဲနနာလို့ကျွန်တော်ရကောဝဲပြီးမင်းရမွေးနေ့မှာသစင်ဖန်ကောင်အပေးနာစင်နေကြတဲ့သစင်ပရိသတ်များအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်အမှတ်တရနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရှင်သစင်အဖမ်း တစံဖန်ပြိတ္တများရှင်အမတ်တရားနေ့အစီအစဉ်ရဲ့ဝင်းနေစုတောင်းအစီအစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပေးရမယ့်ဝင်းနေရှင်ကတော့တရုတ်ဆောင်ဟင်းဝင်ရံပဲဖြစ်ပါတယ်တရုတ်ဆောင်ဟင်းဝင်ရံရဲ့အသက်36ရှစ်ပြည့်ဝင်းနေအတွက်ကိုတော့ရာကုန်မာနေတဲ့မြမလေးမတ်ခိုင်နေဝင်မတ်အေလာရွှေစင်တို့ကနေပြီးတော့ပအဝင်စုတောင်းပေးလာပြီဖြစ်ပါရှင် ဟုတ်ကဲ့ပါရှင်ဒီနေ့ရဲ့မတရားနေစီစဉ်ဝင်းနေဆူတောင်းစီစဉ်လေးမှာဆက်လက်ပြီးတော့ဆူတောင်းပြရအောင်မယ်ဝင်းနေရှင်ကတော့ပဲခူးမနေတဲ့မက်ကေခိုင်ဝင်းပဲဖြစ်ပါတယ်ပဲခူးမနေတဲ့မက်ကေခိုင်ဝင်းရဲ့29နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ဟိုပေါင်းမနေတဲ့မန္တန်ခမ်းဖူးမက်ခင်တီတာကိုရဲအောင်တို့ကနေပြီးတော့ပောင်းဝင်ဆူတောင်းပြလာပဲဖြစ်ပါရှင်ဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးတော့ဝင်းနေစုတောင်းပေးရအောင်မယ်ဝင်းနေရှင်လေးကတော့ မဖူဖူပဲဖြစ်ပါတယ်မဖူဖူရဲ့28နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ကိုထွန်းထွန်းနိုင်ကနေပြီးတော့ပောင်ဝင်စုတောင်းပေးလာပဲဖြစ်ပါရှင်ဟုတ်ကဲ့ပါရှင်ကိုထွန်းထွန်းနိုင်ကနေပြီးတော့မဖူဖူအတွက်ကိုလည်းစကားလက်ဆောင်လေးပါထားပါသေးတယ်စကားလက်ဆောင်လေးကတော့မွေးနေ့ကစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်အောင်ကျန်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လူရဲ့ဆန္ဒတွေပြေဝပါစေဆိုပြီးတော့စကားလက်ဆောင်လေးပါထားဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင်ဒီနေ့မတရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးမှာထမမေမျိုးဆုတောင်းပေးရအောင်မယ့်မွေးနေ့ရှင်လေးကတော့ဒါလေးအောင်ဖုံးမြတ်ပဲဖြစ်ပါတယ်။ဒါလေးအောင်ဖုံးမြတ်ရဲ့တနှစ်ပြည့်မွေးနေ့အတွက်ကိုတော့မိတိလာမနေတဲ့မဆန်းဆန်းမို့ဖဖေဦးကျော်မင်းဦးမမေတော်အီအီမော်မရှမင်းကုကုမတ်တနာထွက်ဝေမဆုမွန်ကျော်မရွှန်းရည်မောင်နဲ့မခင်ထူးမေတို့ကပောင်းရဆုတောင်းပေးလာပဲဖြစ်ပါရှင်။ ။တစံဖန်ပြည်သက်တွေအားလုံးကိုမတရားနေအစီအစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်နေကြုံဆုံလိုက်ပါရှင်။ပြည်သက်များရှင်ဒီနေ့ရဲ့မတရားနေအစီအစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူတွေကတော့ နေပြည်တော်မှာနေတဲ့မအေးပိုင်တဲ့မတန်စင်ဝင်းမောင်တို့ပဲဖြစ်ပါတယ်။သူတို့ကတော့နေပြည်တော်မှာနေတဲ့ကိုကောင်းထပ်ပိုင်တဲ့မခင်သူစာတို့ရဲ့ချစ်သူတဒံသုံးနေပြည်အတွက်ကိုပအဝင်တောင်းဆိုပေးလာပဲဖြစ်ပါရှင်။ The CFM ပြည်သက်များရှင်အမတရားနေ့စီစဉ်ကိုတော့ချိုးအပ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးကအမတရားနေစီစဉ်ခါနေပြီးတော့မွေးနေ့ရှင်နေနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နေ့အားလုံးအတွက်ကိုစုမော်စကားလေးတွေတောင်းပေးချင်နေဆိုရင်တော့ဒဇန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933693639ကို နေ့စဉ်နေ့လယ်7:00နာရီကနေ12:00နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့တရက်မတိုင်ခင်၃ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။သစံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639နဲ့အတူတူသစံဖန်အနာတိတ်မဲ့ YouTube Channel မှာလည်းကောမန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။